ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါဒေကွန်ရှင်ကဥစီတဲ့ဥစီဟုတ်ပြီ86နှစ်တောင်တူပါတဲ့အလုံးမလုံးတာတော့3နှစ်ရှိပါပြီအေး80ကျော်ဆိုလဲဟုတ်83နှစ်အထိလောက်ခဲ့တာပေါ့နော်စကိုင်းတိုင်းရေဦးမျိုးอ่ะပါတဲ့ရေဦးอ่ะเนาะဟုတ်ရေဦးอ่ะအော်ရေဦးစာဆရာအဲ့ဒီမှာရောက်ခဲ့ဘူးလေရောက်ခဲ့ဦးလေရေဦးပြောလိုက်ရှင်စိတ်ထဲမှာမျက်စိကမြင်ရေဦးစည်းတဲ့မှာလေဟုတ်ကဲ့ပါဆရာကြီး ပဲမျိုးစုံတွေ့ရဘူးတဲ့တခါမှမတွေ့ရတဲ့ပဲတွေလေဟုတ်ကဲ့ပါဆရာပဲအပြာကြီးကြီးရောပဲရောင်စုံတွေရောဆရာအဲ့ဒါအကုန်လုံးနည်းနည်းနည်းစီပွဲတယ်ဟုတ်ကဲ့ဆရာအင်ဂျာတနေ့ကိုတမျိုးတနေ့ပြုတ်စားတယ်ဟုတ်ကဲ့ပဲရတကယ်ကျတော့ပြုတ်စားအကုန်ကောင်းတာတမျာဟုတ်ကဲ့ဆရာပဲရပရိုတင်းနဲ့ပါတာပေါ့ပရိုတင်းပါတယ်ဟုတ်ပဲရတော့ယူမှအပေါ်ဆုံးပဲဟုတ်ကဲ့ဆရာမိကုန်လေးဖတ်ပြမယ်နော်ဟုတ်ပြီ ဆရာကြီးခင်ဗျာတဲ့တင်ပစုံပါတဲ့အကြောထုံးနေလို့ပါတဲ့ရှိဘကုံပါတင်ပစုံတင်ပစုံမှာအကြောထုံးနေဟုတ်ခြေတော့ကတဲ့ထောက်သွားရင်တဲ့နှိငနေနာပါတဲ့အဲ့ဒါသူတို့ရောင်မျိုးစုံရှယ်လေတနေရာမှာဆင်းလိုက်တဲ့အခါမှာခုံချလိုက်တာမျိုးတို့ဥပမာနော်ဟုတ်ကဲ့ဆရာကြီးတစုံတရာနဲ့လူလူချင်းတိုက်မိတာသို့မဟုတ်ဆိုင်ကနေတိုးမိတာတို့ အဲ့လိုဒဏ်တစ်ခုရှိလိမ့်မယ်တေချာတယ်။ဟိုကတော့သူ့လိုလိုဖြစ်သွားတာပါတဲ့။အဲဒါတော့သူ့ရဲ့အယူဆပေါ့နော်။ဟုတ်ကဲ့ဆရာ။ဒါပေမဲ့အလူလူတော့ဖြစ်မယ်မဟုတ်ဘူး။ဟုတ်ကဲ့ပါဆရာ။နော်။ဆင်းလိုက်တဲ့အမြင်ကနေတော့အောက်ဆင်းလိုက်တဲ့နင့်ငနေဖြစ်သွားတယ်။ဟုတ်ကဲ့ဆရာ။ဒါအလူလူမဟုတ်တော့ဘူးလေ။ဟုတ်ကဲ့ဆရာ။အဲ့ဆင်းတဲ့အခါမှာနေဆင်ကြရမယ်။ဟုတ်ကဲ့ဆရာ။ထိမ့်သိမ့်အကင်နဲ့ပါနဲ့ဆင်ရမှာ။ဟုတ်ကဲ့ပါဆရာ။အဲ့တော့အနေထိုင်နေကိုပြင်ပါလို့ဟုတ်ကဲ့ပါဆရာ။ဥပမာလူအဲ့လိုရှိရင်တောက်မွေးလို့ဆောက်ပါ။ တောင်မွေးကန်ရမှာရှင့်ရင်ဒုက္ကောက်ဒီလေးဆောင်းပါဟုတ်ကဲ့ပါဆရာဒုက္ကောက်ကိုကန်ရမှာရှင့်တယ်ဆိုရင်ထီးလေးခုထီးလေးဟုတ်ကဲ့ဆရာထီးဒီမှာဒုက္ကောက်လုံးပုံထီးလေးစီရဲဟင်ထီးလေးကန်သွားတယ်လို့ပဲဒုက္ကောက်ခင်းနေအဲ့လိုပြန်လဲရှင့်အေအိုရင်ကြားကန်ရတယ်နော်ဟုတ်ကဲ့ပါဆရာလူအိုရလည်းပါလို့ပါလေအဲ့လိုကြားကန်ကန်ပေးရမှာပါပဲလို့ဟုတ်ကဲ့ပါဆရာနောက်စီးတဲ့ဖနာကိုဆရာကြီးလည်းကူစီးတာလေ ဟုတ်ကဲ့ပါဆရာကျမကြီးဖက်ဆိုတာလေဟုတ်ကဲ့ပါဆရာဘူးလေးတပါတယ်ဟုတ်ကဲ့ပါလူလူနတ်မလိုက်ဘူးသူလူလူလွတ်လိုက်နိုင်တယ်ဟုတ်ကဲ့ပါဆရာကြီးနော်ကျမကြီးဖက်လေးရဆရာဆိုအိမ်ထဲမှာလည်းစီးတယ်အကောင်းစားပေါ့အပြင်မှာလည်းစီးတယ်နှင်းရံနော်ဆရာစီးတဲ့အချိန်ကိုကြည့်လို့ချင်းမပြရဘူးတိတ်တည်တာလားသမီးအခုမိခွင့်ရှင်လဲဆရာကြီးအကြံပေးကြပါတယ်ဟုတ်ကဲ့ပါဆရာကြီးဘယ်တရားမှဘုမမပေးရပါဘူးဟုတ်ကဲ့ပါဆရာကြီးနော် ဈေးတင်တဲ့ဖရားလေးကိုဘယ်သိအကောင်းစားကုန်တဲ့ဈေးကြည့်တာပေါ့ဟုတ်ကဲ့ပါဆရာဖက်နှက်ပဲလှဖို့မှမလို့မျိုးသားပါဆရာဟုတ်ကဲ့ပါဆရာအဲ့လိုပြင်စီလိုက်ပါလို့ဟုတ်ကဲ့ပါဆရာနောက်ရေချိုးကနေတဲ့ရေချိုးကနေတဲ့လေဟုတ်ကဲ့ပါဆရာရေချိုးကနေတဲ့ကိုကိုအိမ်ထဲမှာလေရေချိုးကမင်းနာမှာဆရာတိုက်ကြွယ်ဆောက်လို့ရှိရင်သေးတွေပုံထားတယ်ဖီလက်မီတွေပုံကြောက်စစ်လေးတွေပုံလူဝင်နော်ဟုတ်ကဲ့ပါဆရာအဲကြောက်စစ်လေးပုံပေါ့နော်ဟုတ်ကဲ့ပါဆရာကြောက်စစ်လေးပုံမှာသွားပြီးတော့မြေပဲစီမြေပဲစီတော့ အရွယ်ရအောင်စကားလေးလူနဲ့စကားတိုက်လေဟောဟုတ်ကဲ့ပါဆရာစကားတိုက်လို့တော့အောက်မှာကြောက်စစ်ခဲလေးတွေကဗာတဲ့တော့တူပြီဆိုဟာမြွေလေးကြာတာပြီလို့ထင်ရမယ်နော်ဟုတ်ကဲ့ပါဆရာအဲအဲ့ဒါမြွေလေးကိုရေချိုးကမ်းမှာရေချိုးကမ်းအဝမှာအဲ့ဒါမြွေလေးကိုနှစ်ပေပတ်လေပေါ့နှစ်ပေပတ်လေဆိုတာဆောင်းနေလို့ကောင်းတာပေါ့အဲနှစ်တလက်မှတစ်သားပေါင်နေရဟုတ်ကဲ့ပါဆရာတစ်သားပေါင်နေအဲ့ဒီမှာထည့်ပြီးတော့ရေချိုးရနေတဲ့အဲ့ဒီမှာ လှုပ်ရှားပါဟုတ်ကဲ့ပါဆရာကြိုကင်းလို့တယ်ပေါ့ဟုတ်ကဲ့ပါဆရာမလို့လမ်းလျှောက်တယ်လို့လျှောက်တယ်ပေါ့ဟုတ်ကဲ့ပါဆရာလျှောက်တော့ဘာဖြစ်မလဲသူခြေတော်ကလေးတွေမှာဒါခြေတော်ဒီမှာအကုန်လုံးတိတ်နေထားတယ်လို့ဖြစ်တာပေါ့တိတ်ကောင်းတာသူဟုတ်ကဲ့ပါဆရာဇက်တွေလို့ကြီးတိတ်ကောင်းတာနော်ဟုတ်ကဲ့ပါဆရာဆရာကြီးအိမ်မှာဆိုအခုတည်းကသမီးတို့ရှင်းသွားရင်အိမ်ရှိမှာလက်မှာဘာတွေကျင်းတာတွေ့ကျောက်စလစ်ခဲလေးကျောက်စလစ်ကြီးပဲနော်ဟုတ်ကဲ့ပါဆရာကလေးတွေလာလဲကလေးနင်းတာလည်းကောင်းတယ်နော်ဟုတ်ကဲ့ပါဆရာဟုတ်ပါပြီအဲ့လိုဒီကိုယ့်ရဲ့ အစားအသောက်အနေထိုင်တို့ပြုပြင်ပေးပါပါဆိုရင်ကျမချင်းလက်တပါလားကျမချင်းလက်တကားတွေတက်မှာအကြီးမားဆုံးလက်ပါလို့နော်ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်။ဟုတ်ပြီ။ဒါတို့ပြအားလုံးစာဝနာခင်ဘုရားရှင်ကြပါစီဗျာ။